ခုကျွန်တော်ရောက်ရှိနေတာက86လမ်း89လမ်း363ခွန်ကြားထဲမှာရှိပါတယ်ရှမ်းဝိုင်းရပ်ကွက်ကိုကျွန်တော်ရောက်နေတာပါရှမ်းဝိုင်းရပ်ကွက်ကတော့အခုမြင်တဲ့အတိုင်းပဲဘေးပတ်ပတ်ပတ်ဆိုတိုက်တည်ကြည့်ပါပဲအဲ့တော့ကျွန်တော်ကတော့မန်လေးမှာမသိမနေရတဲ့အတွက်ဒီရှမ်းဝိုင်းရပ်ကွက်ကဘယ်လိုလဲဆိုတော့ကျွန်တော်သိချာမသိဘူးဒါပေမဲ့မန်လေးသူမန်လေးသားတွေကတော့သိလိမ့်မယ်အဲ့တော့ဒီရပ်ကွက်ကတော့ကျွန်တော် ဒီမှာရှိနေတယ်ကျွန်တော်နဲ့ငယ်တန်းလိုက်ပါနေတဲ့ကိုကြီးတွေညီလေးတွေကိုမေးတဲ့အခါမှာညီသေးတွေလည်းကြီးတယ်လို့ပြောပါတယ်သို့တော်လည်းအဲ့ထဲမှာမှကန်ဆိုးတာကဒီ wish ရတဲ့မိသားစုရှိပါတယ်အဲ့မိသားစုလေးကိုကျွန်တော်ကတော့ကိုယ်တိုင်မဆုံးဖြတ်ချင်ဘူးအဲ့တော့အခုသူတို့အိမ်ဝိုင်းလေးရှိတဲ့နေရာကိုလိုက်ခဲ့ပါဟုတ်ကဲ့ဒီလမ်းကြားလေးကနေဝင်ရတာပေါ့နော်ဒီလမ်းကြားလေးကိုဝင်လို့ရှိရင် ျွန်တော်ဒီနေရာကနေဒီနေရာဆိုဆယ်ပြည်နှစ်နှဝဆယ်ပြည်ဆရာကြီးဒီဘက်လားတောင်းဒီဘက်လားနှစ်နှဝဆယ်ပြည်ရဲ့နောက်ကိုဖီလေးတယ်ဒီအိမ်ချင်းချင်းလေးမြေပွက်ချင်းချင်းလေးမှာနေတယ်ပြီးရင်ဒီအပေါ်ရိုက်ပြအခုတော့ဒါကဒီအိမ်ကဒါပြန်ပြီးတော့ပြင်ပြီးသွားပြီပထမကဒီနေရာနဲ့ကဲ့ရဲ့နေရာကြီးရှိတယ်အဲ့နေရာကြီးကဒီနားကနေစပြီးတော့ကိုပြူကြပြူကြတော့ဒီဘက်မှာ section 19နှစ်ရွယ် ီကိုကြီးရဲ့သမီးတွေကဖုံးမသွားတယ်မျိုးသမီးကဝစ်ရှော်တာကခြေတော့ကျိုးသွားတယ်အခုကျွန်တော်ဒီဗီဒီယိုဖော်ရတဲ့ခါမှာမလိုက်လာနိုင်လို့ကြံခဲ့တယ်နေတာအခုလက်ရှိဘောလုံးဝင်နေမှာဘောလုံးဝင်နေမှာနေနေတယ်ဆရာကြီးကဘယ်မှာလှုပ်လို့လဲကျွန်တော်ဈေးကြိုကုန်ထမ်းတယ်ဈေးကြိုမှာကုန်ထမ်းတယ်တာကျောင်းသားကျောင်းသားကျောင်းသားသိရင်အကိုတယောက်ရှိတယ်ကွာအကိုကရောက်ရောက်ပါဘူးပြောရတော့ဟုတ်ပါ तू ကကျတော့မလုပ်လဲ तू ကတော့ဘာမှမလုပ် ဘာလို့ဘာမှမလုပ်တာဟိုဟာတက်ပြတ်မပြေဘူးဟိုကျမ်းမာရေးချုပ်တဲ့နေရတာဟုတ်ပြီကျမ်းမာရေးချုပ်တဲ့နေတယ်အဲ့တော့ကျွန်တော်ကဒီနေရာလေးကိုဘာလို့တီးကြကြဒီလိုမျိုးတွေတကားတွေပြောပြီးတော့ဘာလို့ရိုက်ပြနေရလဲဆိုတော့ကျွန်တော်အခုရောက်ရှိနေတဲ့ရက်ွက်ကမန်လေးသားရဲဆိုလဲတိပါလိမ့်မယ်ဒီနေရာကိုရုတ်တရက်ကြီးလိုက်မယ်ဆိုရင်ချမ်းသာတဲ့လူတွေပဲနေတယ်ဆိုတော့အတူရတန်းတိတာပါလိမ့်မယ်ဒါပေမဲ့အဲ့ထဲမှာမှဒီအိမ်လေးတိအိမ်ကလူမျိုးတွေကွက်ဖြစ်နေတဲ့အခါမှာ 如果是有路线的人们要付，路窄没路的人们要付，哎哟，减少内部的走路嘛，看俺们舒服，哎哟，超过减少北京的山呐，只能嘛细腻多了，只能嘛减少皮肤，看一眼只能嘛那那嫩的，违章来说违章无，地你也地大个，不像细的你也地大，属于美国的人你也哦，浙江人也你的你也地大，拼你的啊对。 ကျွန်တော်ပြန်ဆောက်ပေးရင်ကျွန်တော်ကိုဟိုဝေဖန်လာနိုင်တာလည်းရှိတယ်ဘာလို့လဲဆိုတော့ဒီနေရာကိုအကြောင်းပြုပြီးတော့ဝေဖန်လာနိုင်လည်းရှိတဲ့အတွက်ကျွန်တော်ကိုယ်တိုင်ပြန်ဆောက်ပေးဖို့ဆုံးဖြတ်ချက်မချတော့ပါဘူးဒီနေရာလေးကိုကျွန်တော်ကိုလူတန်းပေးနေတဲ့ခုနှစ်ရက်သားသမီးတွေအပါဝင် တခြားခုနှစ်ရက်သားသမီးတွေက ရော DVD လေးကိုကြည့်ပြီးတော့ဒါလေးကိုကျွန်တော်ပြန်လုတ်ပေးတဲ့မပေးတဲ့ကို ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့သုံးဖြတ်ပေးကြပါလို့ကျွန်တော်မြစ်တာရက်ခံပါတယ်ပြီးရင်လည်းဒီအကိုတို့အခုလက်ရှိနေနေတဲ့နေရာလေးကိုတွားပြီးတော့ကျွန်တော်ရိုက်ပြပို့ပါမယ်ကျေးဇူးပါဘုရားဘုရားတို့နေနေကျွန်တော်သွားမေးစရာလေးရှိမယ်အဲ့လေးကိုဘုရားတို့ဖွင့်ပြရဆိုရင်ကျွန်တော်သွားမေးမယ်ဟုတ်ပါဘူးတကယ်ဖြစ်တယ်သူတကယ်ကူညီတာကိုဘုရားကဟုတ်ကြအခုလူတွေကအခုလည်းသူပြအခုကတော့ပါအေးစစ်ဒီစစ်ကိုတမတ်လိုက် အခုကျွန်တော်မေးမယ်ဆိုရင်မိသားစုကဘယ်အဆင့်ထဲမှာပါလဲ A ထဲမှာပါလား B ထဲမှာပါလားဟာကိုကြီးကိုဒဲမေးရမှာကျွန်တော်လည်းဒဲသမားပဲနော်နော်ဒီလေးကိုကိုပြောပြမယ်နော်ဒဲသမားအဲ့တော့ကိုကြီးနဲ့ကိုက်ပြောတဲ့ဟာဆိုရင်တော့ကိုကြီးအမြင်ကိုပြောရနော်ညီလေးတို့ဒါညီလေးတို့ဟုတ်အမြင်မပြောနဲ့ကိုကြီးစင်းရင်ကောက်တဲ့နေရာမှာပီလာအေးလာကိုကြီးကိုစင်းရင်ကောက်တဲ့နေရာမှာသူမပါဘူးစီစင်းလာမှာစီဆိုတာဘာကြောင့်စီဖြစ်ရလဲစီဆိုတာဘေးအိမ်လည်းမပြူကို့အိမ်ကိုလည်းမပြူ ိမ်ငားလဲအိမ်ငားဆိုစီးပေါ့အခု तू ကအိမ်ငားလားအဲဥမာတစ်ခုပြောပြဥမာဟုတ်ဟုတ် तू ရတော့ပါစီးလို့တတ်မှတ်တယ်ဒီလေးအိမ်ကရှိတယ်အခုအိမ်ပြူတယ်ဒီမှာဒီမှာပြူသွားတော့အဲ့ဒီအချိန်မှာဒီလေးအိမ်ကိုကိုယ်ကပြူလို့တတ်မှတ်တယ်ဟုတ်အခုအိမ်ကပြူသွားပြီလုံးလုံးตัวละผิดเลยกูเอลุตะเอลุตะมาครับ damage เบี้ยอย่างเนี่ยไม่ปิ๋วกูอ่ะแหละกูเองกูอ่ะแหละมันไม่ผิด damage ไอ้หลูนี้สีลุตะ

လျှောက်ကျိုးတဲ့အိမ်အာလျှောက်ကျိုးတဲ့အိမ်လေအဲ့ဒါဆိုတော့ AC နေပါဘာလို့သမီးဆက်ချင်းနေသမီးဒါ19နေသမီးဒါ तू ကဖုန်းနေဟုတ်ကဲ့တုံးနေပြီးရင်ယောက်ျားဖြစ်သူကပုံထမ်းနေအဲဟုတ်ကဲ့မိန်းမဖြစ်သူကအဝိရှော်တယ်ဟုတ်ကဲ့အဝိရှော်တယ်ကအခု6လျှောက်ကျိုးနေ6လျှောက်ကျိုးနေတယ်ဟုတ်ကဲ့အဲ့တော့အဲ့ဒါ C လား A လား A အဲ့ဒါ A ပါ Okay okay အဲ့ဒါဝင်ကြည့်ရအောင်လေအဲ့တော့အဲ့ A ကတေးကြပြီဆိုရင်ကျွန်တော်အဲ့ A ကိုကြည့်မယ်ဒါပေမဲ့ A တော့ A ဒါပေမဲ့ပတ်စံရှိတဲ့မြို့နယ်တွေက A ဖြစ်နေတယ်ဟုတ်တယ်ဟုတ်တယ် တည်လားအဲ့ဒါတော့ညီလေးတို့အလှူချင်းလေးပေါ်မှာမူးပြီးတာပေါ့နော်။ဘာလို့ဆိုပတ်စံရှိတဲ့ A ဆိုတာဘေးပတ်ပတ်လေအကုန်လုံးကတိုက်နေကြီးပဲ။ကျွန်တော်ကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်မယ်။တင်ပြီးတော့ကြီးတဲ့လူတွေကသုံးပြခိုင်းမှာ။အဲ့ဒါမှဟုတ်တယ်။ကျင်းထဲမှာကျွန်တော်လောက်တာဆိုရင်ဟုတ်တယ်။ဒီလိုပါ။ဟိုပြောကောင်းပြောနိုင်တယ်။ဥမာလုံးသာဆိုပြီးတော့ကိုကဒါတစ်ခင်းရက်ကကြောက်သမားကြီးတော့ဟုတ်တယ်။မှန်တယ်။အဲ့ဒါကိုကျွန်တော်ကပြကျင်တာ။ဒါဆိုပြောလိုက်အောင်မှာ ူများနဲ့ကုကမောင်ရေးရှိတယ်။အခုကုကမောင်ရေးပြီးမှာဝိရှော်နေတယ်ကိုအများကြီး။ဟုတ်တယ်ဟုတ်ဝိရှော်သားနေတယ်။အဲညီလေးပြောချင်တာလေအဲ့ဒါပဲ။ဘာကြောင့်လဲသိတာကိုကြီး။ဟုတ်တယ်။ဘာကြောင့်လဲဆိုတော့ရုတ်တရက်ဆိုရင်မန်လေးကနေပြီးတော့မန်လေးသူမန်လေးသားကျွန်တော်ပြီလို့တင်လိုက်လို့ရှိရင်ဒါဆောက်ပြီးဘေးမှာတော့ဆိုဒီရက်ွက်ဒီရက်ွက်လို့ပြောလိုက်တယ်ချက်ချင်းတိမှာကဟာသူကျန်းသားနေနေတာအဲ့ဒါအဲ့ဒါပဲတိမှာအဲ့ကြောင့်ကျွန်တော်ထဲထဲဝင်ဝင်လာပြီးတော့ရိုက်ပြတယ်သွားတယ်ဟိုကဖြစ်တဲ့ဆိုရင်လာကိုတို့လည်းလိုက်ပြတယ်သွားမယ်ကိုကြီးလာဒီနောက်အမှန်ရှိတယ်အမှန်လေးကြည့်ရမယ်ဟုတ်တယ်ဟုတ်တယ် 吃一可以不我在这在那的，边呢边高嘛。好了，俺那边了，电脑高嘛不？今天俺呢跑贵州，嗯，要跑来着，跑不了，天天嘛吃地油菜了。哦，对呀的，俺都吃的油菜的是吧？ ူတို့စတီးဟိုကလေစတီးပါတယ်ပြောတတ်လို့မှမတတ်ပါဘူးသူတို့စတီးလို့ထည့်ထားတယ်စတီးချိန်ဆိုလာပါသေးလားညလာဒါစတီးထည့်လိုက်တာပေါ့နော်အဲဒါဒါဒီတက်မှန်ပေါ့ဗျာအဲ့တော့အမကျွန်တော်နဲ့ဆိုရင်အမေရယ်ပါပဲအဲ့တော့အမေကဘာလုပ်ငန်းလုပ်လဲဟိုးရင်တော့စိန်တိုင်းပေါ့ဟိုးရင်တော့ ော့အဝိရှော်လားရှော်တော့ဩချမ်းသာတော့မရှော်တော့ဘူးချမ်းသာစိတ်ချမ်းသာတော့ပြောတာမြို့သားကုန်တာမြို့သားကုန်တာနဲ့အဲဆိုအခုကဝိမရှော်တော့ဘူးလုံးဝရှော်တာကြာတယ်ဟုတ်ရင်တခါဒူးနေပါရင်မာတော့ဩအဲ့တော့အခုကဒီတိုင်းပဲယောက်ျားလောက်စာထိုင်ကြတာပေါ့ဟုတ်ကဲ့ထိုင်စားကမှာပဲကမ်းမကောင်းဘူးအင်းအခုအဲ့တော့ဘယ်လိုလုပ်ကြမလဲ လောလောဆယ်တော့ဒီထဲမှာပဲနေနေတာ။ငါလည်းပြူသွားတယ်။အင်း။ဆက်ရှင်နဲ့သမီးလေးသုံးသွားတယ်။ဆက်ကိုနေထဲမှာပေါ့။အဲသမီးသုံးနေ။တာဟိုကလေးတယောက်ပဲခုနကလေးလေးတယောက်ပဲရှိတယ်။ယောက်ျားဖြစ်သူကကုံထန်းနေ။အကိုတယောက်ရှိတယ်လို့ပြောတယ်။ဟွန်း။အကိုအားရင်သဘောပေါက်ပြီ။ဟမ်။အဲ့တော့ဒီညီကတော့အပိုင်ပေါ့။ အပိုင်းကျွန်တော်မေးကြည့်ရတော့သိန်း9000လောက်လို့ရှိတယ်လို့ပြောတယ်အဲ့ဒီရှိဘူးလားဒီလေမန်တယ်မရှိဘူးဟိုအပြင်ကျွန်တော်200ပေးမယ်အခြေခြေပေးမယ်ဘယ်လိုလဲရောက်မလားနေပြရရရပါလားနေပြဒီမေးကြာရပြီလေဒါဗင်းနစ်ပြန်ခိုင်းမှမသိဟုတ်လားโอเคအဲ့ဒါဆိုရင်အဲ့ဒါလေးလည်းတည်ကျင်တယ်ပြီးတော့ဒီမှာဒီလိုလေးဖြစ်ထားတဲ့ဆိုတာကိုလည်းတည်ကျကြလင်တည်ကျင်လို့ တိကျင်နေဆိုတော့ကျွန်တော်တိကျင်တာထက်လူတန်းထားတဲ့ခုနှစ်သားသမီးတွေကဒါဒီလိုပါလားဒီလိုအချင်းဒီလေးရှိပါလားဆိုတော့တိစီကျင်လို့လာရိုက်တာတကူတကပြီးရင်ဒါလေးတင်မယ်ပြီးရင်ကျွန်တော်ရဲ့ခုနှစ်သားသမီးတွေကနေဆုံးဖြတ်ချက်ပေးလိုက်အဲဆုံးဖြတ်ချက်ပေါ်မူတည်ပြီးတော့ပြန်ဆောက်ပေးတင်မပေးတင်ဘူးကျွန်တော်ပြန်လာပြီးဒီဝင်ထိလာပြောပြီးနော်ကဲဒီလောက်ဆိုရင်ကျွန်တော်ခုနှစ်သားသမီးတွေလည်းဟို တို့တို့ရုပ်ရှင်စကားရပြောရင်ဇက်ရည်လေးလောက်ပြီပေါ့နော်အဲ့တော့ဇက်ရည်လေးလောက်ပြီဆိုတော့ကျွန်တော်ပြတင်းတဲ့လောက်တိတိကျကျလေးကျွန်တော်စုံစမ်းပြီးပြပြပြီအဲ့တော့ခွန်ရသားသမီးတွေအနေနဲ့တေချာလေးဆုံးဖြတ်ပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ